ီသားစုတွေပဲနေငါမွေးတာလို့ငါကြွေးတာလားဆိုဖြစ်နေမြင်နေမလို့ပါမိပါနေငုံငါကြွေးတာလားဟဲ့ငါပြောတာနားထောင်ကောမအော်လေးနဲ့နော်လူဆိုတာသူ့ခွင့်ရင်းနဲ့သူရှိသူပြောတာမှန်ရင်လက်ခံရတချို့ကြတော့တပတ်တည်းတည်းလက်ခံနေနေကအရင်သမင်းစားတာလို့ကပြောနေတယ်သမင်းအရင်စားတာလည်းဘာဆိုင်လို့ဗိုက်ပြေးတာဖြစ်တော့ ထွေးစားရတယ်အရင်ထွေးစားတာလည်းဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြတယ်နော်လူတွေအဲ့ဒါမျိုးကြတော့ဓတ္တဝအဝါသမတုပေးလူပြီးတဲ့နောက်ငါတွေးထားတာငါ့ကိုဆရာမလုပ်ခဲ့ငါတွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလိုအပေါ်စီးယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးကတရားမရှိတဲ့လူတွေလူလူချင်းကအပေါ်စီးယူတာမဟုတ်ဘူး ဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ကျောင်းဆောက်ပြီးတော့ကျောင်းနေကမှကျောင်းကျောင်းနေကကျောင်းအမဆိုပြီးဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့မျိုးဝါးလည်းရှိရှိတယ်အဲ့ဒါပဲအတော့ကြောက်ဖို့ကောင်းတယ်အဲ့ဒါပဲနော်ဒီတခါကြောက်ဦးတယ်ပြောရမလို့ရှိဘုန်းကြီးကျောင်းကိုကျောင်းဆောက်ကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကို သူကနေချင်းခေါင်းကြီးကဒီပင်ကြောင်းလေးဒီကဧည့်သည်တွေရှိတယ်ဧည့်သည်တွေမောင်းချပြီးတော့သူတို့ဆောက်တဲ့ကြောင်းသူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့ခေါင်းကြီးကလက်မခံလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကြောင်းမသွားတော့ဘူးဟာဆိုင်နဲ့ကိုလူတာလူတာလူထားပြီးသားဖြစ်ရတယ်မௌဒ္ဒစာကိဆိုတဲ့သဘောကပါလို့ဆိုကိုလူတာကိုယ့်အတွက်မဟုတ်ဘူးလေ အစရဲအစင်းသားလေးကိုလူတဲ့ဟာမုတ်တာစံခါလွတ်လွတ်ဆန်ကျဲပြီးတော့လူရဖြစ်ရတယ်။အเจ้าမကဆိုတဲ့နာမည်အเจ้าမဆိုတဲ့နာမည်ကလူလို့ရတယ်ဟုတ်ပြီ။လူတာကိုပဲကိုယ်ကကိုထားကိုလူလိုက်တော့ကိုအလူလေးပဲအာယုံပြုအေးငါလူထားတာတောင်လုံးမြောင်းလုံးမလုံးနဲ့ငါလူထားတဲ့အကြောင်းမထိနဲ့ငါလူထားတာကို မောင်းချမယ်ဆိုရင်သူကကအုတ်ချုပ်မှုပါနေတာပေါ့ငါအိမ်လိုဖြစ်နေပြီလားဒါဒါမျိုးတွေရှိတတ်တယ်ပြောပြလူပြီးဆိုလို့ရှိရင်အပြတ်ကြီးရဒါပြီးဘုရင်ကိုတူတာလေသာသနာကိုတူတာဆိုရင်သာသနာဆိုင်တယ်ငါမဆိုင်ဘူးတန်ခါတူတယ်ဆိုရင်တန်ခါဆိုင်တယ်ငါမဆိုင်ဘူးရက်ွက်တူတယ်ဆိုရင်ရက်ွက်တာပဲဆိုင်တယ်ငါလည်းမဆိုင်ကိုလူထားတာကအပြတ်ပဲ ုသိုလ်ရအောင်လည်းကြည့်ရမယ်။ဒီပေါ်မှာတော့အုတ်ချုပ်တာတွေပါတယ်တော့လုံပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာနိုင်တယ်။အဲဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောနော်။လှူထားပြီးတော့အထင်သေးမြင်နေလုံးဝဘူးတဲ့ကိုလှူတာအပြတ်။ကိုလှူတဲ့အလိုအပြတ်ဖြစ်ဖြစ်ကျက်ကျက်သားသားလူရပြက်ဘာမှနောက်ဆက်တယ်လို့လူပြီးဆိုလို့ရှိရင်ကျက်ကျက်သားအဲ့ဒါလို့ဖြစ်ရတယ် ဘယ်လိုနေရာကြတော့မပြတ်ရဘူးပြည့်ရင်တော့ပြင်လိမ့်နေတဲ့ပုံကိုယ်တွေတော့ပြီးမောင်းချုံနေဒီလိုဆိုလို့လဲပြည့်ရင်တော့ပြင်ငါလုထတာနဲ့ဒီလူတွေခေါင်းကမလုဘူးလို့ငါလုထတဲ့အလူကိုဖြည့်ဆည်းကြတယ်ဆိုရင်အမှုတော်မယူနဲ့လေကိုလုထတာကိုကုသိုလ်ရပြီးပြီဖြတ်တာကဖြတ်တဲ့လူရဲ့အဖြစ်လေဖြတ်တဲ့လူရဲ့အဖြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေ ားဆောက်တာကမင်းလုပ်တာတဲ့အပြစ်တွေငါနည်းနည်းပေးပါရှာသွားလုပ်တာမျိုးဖြစ်အဲ့လုပ်တဲ့လူကအပြစ်ပဲလေကို့မှာသူတို့တမ်းတမ်းလေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတဝအဝါဇနာတိလူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူး တူတူမှတ်သားလှူလိုက်တာနဲ့တိုင်နဲ့ဘာပဲဖြစ်ဖြစ်အလူကပုဂ္ဂိုလ်တွေအတုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တမ်းကြတုံးမစင်းကိုလှူတာဘာမှမဖြစ်ကြဘူးအဲ့ကြအဲ့လိုမဟုတ်ဘဲနဲ့ငါလှူထားတာကိုလာပြီးလုံနေကြတယ်လို့ဆိုလို့ရှိရင်တော့ကိုယ်အတွက်မှာကောင်းကျိုးချမ်းသာရမှုပြည့်စုံဝန္တာနေရာမှာရှိတယ် ရှိတကဘုရားကြောင်းဆောက်တဲ့ဒကာကြီးတယောက်ရှိတယ်စိတ်ကောင်းအောင်ရှင်သူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ခါးတွေမျိုးတွေဆွမ်းနဲ့ကြွားနေတဲ့အချိန်เจ้าကိုမီးတင်ရှို့လိုက်မီးတင်ရှို့တော့เจ้าကြီးလောက်လဲဆိုတော့เจ้าတွေကရည်ပြေးသွားတယ်ဘုရားပြေးသွားတဲ့အခါကျမမိတော့เจ้าကဆယ်ဘုံကိုယ်တော်ကမီးလောင်သွားအဲ့တော့เจ้าတွေကကြီးကမလုပ်လို့ဆိုတော့ လက်ပမောင်းခတ်တယ်လေဝန်တာလိုက်တာဝန်တာလိုက်တာဆိုပြီးပြောတယ်။ဘာဖြစ်လို့ဝန်တာလိုက်တာလဲပြောတယ်ငါနောက်တစ်ချောင်းဆောက်ပြရအောင်။ဟောအဲ့လိုသာစိတ်ထားတာဖြစ်။အဲ့လိုစိတ်ထားတာဟာပြက်ပြက်တားတားလှူတာဖြစ်လို့တာဖြစ်တယ်။အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလမ်းနဲ့ဆင်းတက်တောင်သွားလိုက်အောင်။ ိငါခွန်တာတဲ့ငွေတွေလဲတာပေါ့ငါကြောင့်ကြီးတော့ပုံပါပြီးကြောက်စင်ဒုက္ခတော့ကြောက်တာအဲ့ဒါလည်းမဖြစ်เสียရဘူးတဲ့နော်